ကိုယ့်ရဲ့ Facebook account လုံခြုံရေးအတွက် Facebook တောင်းတဲ့သူတိုင်းမဖြစ်မနေဖွင့်ထားတဲ့နဲ့နှစ်ဆင့်ကံလုံခြုံရေးနဲ့ဖွင့်တင်လေးကိုပြောပြပေးပါမယ်။ဒီလိုလောက်ထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook account password, Gmail ဖုန်းနံပါတ်တွေရသွားခဲ့ရင်တော့ကိုယ့်ရဲ့ Facebook account တွေကိုဝင်လို့မရပါဘူး။အချိန်မဆက်ဘဲနဲ့စာလိုက်ကြရအောင် menu bar လေးတွေကိုဝင်မယ်။ခွေးသွားစိတ်ပုံစံလေးနဲ့ setting ဆိုတဲ့ကောင်းလေးတွေကိုထပ်မံပြီးတော့ဝင်ပြရပါမယ်။ဒီနေရာလေးကိုရောက်ရင်တော့ password and security ဆိုတဲ့ကောင်းလေးတွေကိုထပ်မံပြီးတော့ဝင်ပြရပါမယ်။ ိုင်းပုံစံလေးနဲ့ password and security ဆိုတဲ့ကောင်းလေးတွေကိုပဲထပ်မံပြီးတော့ဝင်ပြရပါမယ်။ two factor authentication ဆိုတဲ့ကောင်းလေးကိုနေပြီးတော့ကိုယ့်ရဲ့ Facebook ကောင်းနှစင်ကောင်းလုံးချုံရေးစနစ်ကိုဖွင့်နိုင်ပါတယ်။ profile ထဲကို server ဝင်ပြလိုက်ပါ။အကောင့်လုံးချုံရေးအတွက်ကုတ်တောင်းပါမယ်။အကောင့်ကို email နဲ့လုပ်ထားမယ်ဆိုရင်တော့ email မှာကုတ်ပို့လာပါမယ်။ယူပြီးတော့ထည့်ပေးလိုက်ပါ။ဖုန်းနံပါတ်နဲ့လုပ်ထားမယ်ဆိုရင်တော့ message မှာကုတ်ရောက်လာပါမယ်။ယူပြီးတော့ထည့်ပေးလိုက်ပါ။ ကွန်တိန်နီကိုနိုင်ပြီးတော့ဆက်သွားနိုင်ပါတယ်။ဒီမြောက်လေးမှာတော့ SMS of WhatsApp ဆိုတဲ့ကောင်လေးကိုနိုင်ပြီးတော့ဆက်သွားနိုင်ပါတယ်။ကိုလက်စီအသုံးပြုနေတဲ့ဖုန်းနံပါတ်ကိုဒီနေရာလေးမှာရိုက်ထည့်ပေးလိုက်ပါ။ပေးသွားရင်တော့ Nest ကိုနိုင်ပြီးတော့ဆက်သွားပေးလိုက်ရင်တော့ကုတ်6လုံးပို့လာခဲ့ပါမယ်။ယူပြီးတော့ထည့်ပေးလိုက်ရင်တော့ရပါပြီ။တတိထာမန်6လေးရတော့ဒီဖုန်းနံပါတ်ကိုမသုံးတော့ရင်တော့မပြစ်ထုတ်လိုက်နဲ့နော်။ဒေတာလေးတင်ထားပေးပါ။အရန်ကိုရေးကြည့်ပါတယ်။တခြားသူတွေကိုရဲ့ Facebook ကောက်တဲ့ကိုဝင်နေခါဒီဖုန်းနံပါတ်စီကိုကုတ်ပို့ပေးပါမယ်ဒီကုတ်ကိုရပါမယ်ကိုရဲ့ Facebook ကောက်တဲ့ကိုဝင်လို့ရပါမယ်ကျေးဇူးတင်ပါတယ်